ရုတ်နိုင်ငံရဲ့စီးရေးအရာရန်လိုတဲ့လောက်ရက်တွေရှိနေသလိုထိုင်ဝမ်ကိုအချိန်မရွေးဝင်တိုက်ပြီးစစ်ဖြစ်နိုင်ခြေရှိတာကြောင့်ပြည်သူတွေအကြအကျိုးတင်ပြင်ဆင်မှုလုပ်တဲ့အနေနဲ့စစ်ဖြစ်ရင်လိုက်နိုင်ရမယ့်ညွှန်ကြားချက်တွေပါတဲ့အရက်ဖက်ကာကွယ်ရေးလက်ကမ်းစာအုပ်ကိုထိုင်ဝမ်အစိုးရကတနင်္ဂနွေလုံးကိုမကြာခင်ဖြန့်ချိပေးဖို့စီစဉ်နေပါတယ်။လက်ကမ်းစာအုပ်တွေကိုထိုင်ဝမ်ကျွန်းတစ်ခုလုံးမှာရှိတဲ့စာတိုက်ပုံပေါင်း၁၀သန်းနီးပါးကိုအခုသတင်းပတ်ထဲမှာပို့ပေးမှဖြစ်ကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ပဋိပက္ခဖြစ်ခဲ့ရင်လို့အမည်ပေးထားတဲ့ဒီလက်ကမ်းစာအုပ်ထဲမှာ ရန်သူစစ်သားတွေ့ရင်ဘာလုပ်ရမလဲဆိုတာကနေထိုင်ဝမ်ကလက်နက်ချလိုက်ပြီဆိုတဲ့ဝါဒဖြန့်သတင်းမှားမျိုးတွေကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာနဲ့ mobile app အသုံးပြုဖို့ညွှန်ကြားချက်တွေပါတယ်လို့ဆိုပါတယ်တက်ခတ်ခံရလို့ထိုင်ဝမ်အစိုးရကလက်နက်ချလိုက်တယ်ဒါမှမဟုတ်ထိုင်ဝမ်စစ်ရှုံးသွားပြီဆိုတဲ့အယူဆမျိုးမရှိဘူးဆိုတာကိုဒီလက်ကမ်းစာအုပ်ထဲမှာကြိုရေးထားတာကြောင့်ထိုင်ဝမ်ဟာတရုတ်ပြည်မကြီးကိုအညံ့ခံမှာမဟုတ်ဘူးဆိုတာကိုပြနေတာလည်းဖြစ်ပါတယ်။တန်ပြည်ရဲ့ဘေကင်းလုံခြုံမှုဟာပဋိပက္ခမဖြစ်ခင်အဲ့ဒီပဋိပက္ခကိုပြည်သူတွေရဲ့ခုခံကာကွယ်လိုစိတ်နဲ့ အသင့်ဖြစ်နေမှုအပေါ်မှာမူတည်ကြောင်းတဏ္ဍာကလုံးကိုဖြန့်ချီမဲ့လက်ကမ်းစာအုပ်ကိုလက်မှတ်ထိုးပေးထားတဲ့သမရလိုင်ချင်းတာကပြောပါတယ်တရုတ်ပြည်မှကြီးနဲ့ခွဲထွက်ဖို့လိုလားသူသမရလိုင်ချင်းတာကတော့ထိုင်ဝမ်ဟာတဘာဝဘေးကာယောဂါဥရုယာတီဆိုဝါမှုဒဏ်နဲ့တရုတ်ပြည်မှကြီးရဲ့ချင်းချမှုအန္တရာယ်ဆတဲ့ဘေးအန္တရာယ်တွေနဲ့ကင်းနေဆိုတာမရှိခဲ့ကြအောင်ပြောပါတယ်ကျူတင်ပင်စင်မှုများလေဘေးကင်းလုံခြုံမှုပိုရှိလေပါပဲလို့သမရလန်ချင်းတယ်ကပြောပါတယ်ခင်ဗျာကျွန်တော်ဇော်မလိုက်ပါ